မင်္ဂလာညနေခင်းပါရှင်ကျမကကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုထားရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြမှာပါရှင် ရောက်တဲ့မြို့နယ်တွေကမင်းလက်ပံရောမှာရှိတဲ့ကြားဖြန့်ဆိုင်ငွေလိန်ခိုင်းကိုခံယူတက်တွေကစီနင်းပြင်တာဖလူဝေါ်လင်နဲ့စုကလေလမ်းပိုင်းမှာလက်နက်ကင်တွေတောလောင်ခွင့်ကို DKBA ကပိတ်ပင်လိုက်ပါတယ်။နဝေမာလာ26ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီးမိတီလက်နက်ကအဖွဲ့အစည်းမဆိုဖျက်တဲ့တောလာခြင်းခွင့်မပြုအရေးပေါ်တောလာဖို့လိုအပ်ပါကကြိုတင်တည်င်းပို့ဖို့အသိပေးပါတယ်လို့ရေးသားဖော်ပြထားပါတယ်။ ်ဒီကိစ္စနဲ့ပတ်သက်လို့ DKB ရဲ့တာဝန်ရှိသူတယောက်စီကိုဒီဘူဘီကဆက်သွေးရမှာတော့တော်လာဖို့လိုအပ်ရင်ဆက်သွေးဖို့အတွက်ဖုန်းနံပါတ်ထစ်ပေးထားတာဖြစ်ပြီးဒီလိုပြိပင်တာဟာကြားဖြတ်နဲ့လည်းပတ်သက်တဲ့အကြောင်းပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့မှာမြောက်ရီမြို့ရဲ့တောက်ဖက်ဖလူးဒေသမှာစစ်ကော်မရှင်တပ်နဲ့ DKB တို့ကထိုးစစ်ဆင်တဲ့အတွက် KNU တပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပြီး DKB တပ်ဖွဲ့တွေတက်ဆွဲရာနေရာကိုဆက်လက်တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်130လောက်လက်နက်ချခဲ့တယ်လို့ခန့်အယူကဆိုထားပါတယ်။ဒီလိုအခြေအနေတွေရှုပ်ထွေးနေချိန်ဖလူဝေါ်လီနဲ့စုကလစ်လမ်းပိုင်းမှာလက်နက်ကင်တွေတော်လာခွင့်ကို DKB ကပိတ်ပင်တဲ့ထုတ်ပြန်ချက်ထွက်ရှိလာတာဖြစ်ပါရဲ့ရှင်။ စစ်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းမှာစစ်ကောင်စီတပ်ကနိုင်ငံအနှံ့ကလူနေအိမ်ပေါင်းတသိန်း6000ကျော်ကိုမင်းရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေရဲ့အခြေအနေကို TV ကအစုစည်းတင်ဆက်ပေးထားပါရှင်ကိုင်ကိုကူလာကျတော့မစားရလဲလူမမြအောင်စားရလဲလူမမြအောင်နီဒီမှာကျတော့မစားရရင်လည်းကိုသားသမီးလေးတွေဘယ်လိုကြည့်ရပါလိုက်ပိုင်းကလည်းစင်မပြေပါညာဆိုတော့အဲ့လိုမျိုးလေးအတွေးခေါ်လေးတော့ရှိရပါကိုမကျတော့ ဥပမာစံမြို့ဆိုတော့ဆိုတော့ကကိုကလေးနဲ့ကိုဆိုတော့လူမမြောက်ပေါ့အသက်38နှစ်အရွယ်ခလေးနှစ်ယောက်မိမခင်တန်းပြေကဆစ်ဆောင်စခန်းမှာနေထိုင်ရတဲ့အခက်ခဲနဲ့ပတ်သက်ပြီးပြောပြတာပါ အရှင်ကတော့မခင်တန်းပြေဟာဆလင်းကြီးမြို့နယ်ရွာရှိကျေးရွာကသူ့အိမ်မှာပဲသူ့သားသမီးတွေအသက်80ကျော်အရွယ်မိခင်အိုတို့နဲ့အတူနေထိုင်ပြီးဝမ်းရည်အတွက်ဈေးရောက်ကဘဝကိုအေးအေးချမ်းချမ်းဖျက်ဆီးခဲ့ကြပါတယ်ဒါပေမဲ့ 2023ခုနှစ်နှစ်လယ်ပိုင်းမှာတော့ဆလင်းကြီးမြို့နယ်ညောင်ပင်ကြီးရွာရဲစခန်းကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ပြီးတဲ့နောက်မှာတော့စစ်တပ်ကရဲစခန်းပတ်ဝန်းကျင်ကအိမ်တွေကိုမိရှို့ခဲ့ပြီးအဲ့ဒီထဲမှာမခင်တန်းပြေတို့တားမိတွေရဲ့အတိုက်မြုံလေးလဲပါသွားပါတော့တယ်သူတေးရလဲဦးလို့မဲတူးလို့ပြာကြောင်နေမကောက်ဘူးအဲ့အိမ်နန်းပတ်ပတ်လဲဟိုလေသူကလေခုကျွန်တော်တို့ကရဲစခန်းတောင်ကျော်ပြီးနှစ်အိမ်ကြာဆိုတော့ ။တပင်းနေနေရောအဲ့လိုရောအင်ဂျီရရကလည်းသုံးတာပိုးရည်နဲ့ပုတ်ပြီးချင်းလင်း။ဆရာလာသိမ်းပြီးနောက်ပိုင်းမခင်တန်းပြေတို့လိုအဖြစ်မျိုးကြုံခဲ့ရသူတွေကမြန်မာတနိုင်ငံလုံးမှာ မနှဲမနှောဖြစ်နေပါပြီ Data for မြန်မာအဖွဲ့ကနိုဝင်ဘာလ22ရက်နေ့ကထုတ်ပြန်ထားတဲ့စာရင်းစရာတွေမှာတော့အာနာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းစစ်တပ်ကအရက်သားနေအိမ်3000နီးပါးကိုမိရှို့ဖျက်ဆီးခဲ့လို့ဖော်ပြထားပါတယ်အဲ့ဒီလိုမိရှို့ခံရတဲ့အထက်မှာ စကိုင်းတိုင်းကအိမ်အလုံးရေ9600ကျော်နဲ့အများဆုံးမိရှုခံထားရတာပါ။ချောင်းဝမြို့နယ်က အသက်45နှစ်ရွယ်ကိုဆိုးရုပ်အိမ်လေးပါပါတယ်။2025ခုနှစ်ဇွန်လမှာချောင်းမြို့ပေါ်ကနေထွက်လာတဲ့စစ်ကြောင်းကမြို့နယ်တမိုင်ဝင်းကျင်သာဝေးတဲ့ပဲဖြစ်တော်ကြီးရွာကလူနေအိမ်6လုံးကိုမိရှုဖျက်ဆီးခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာကိုဆိုးရဲ့အိမ်လေးပါခဲ့ပါတယ်။ ကိုကြီးတို့အိမ်ငါလာသုံးမိနှခန်းပေါ့နော်သုံးမိနှခန်းအထဲကလေးမူကတာပေါ့ဟာကိုကြီးတို့နေတဲ့ဘိုင်းဒီမြောက်ဘက်တစ်ချမ်းလုံးကတော့ငားရံတော့ဘာမှရလည်းမရှိတော့ဘာမှလည်းမရတော့အကုန်လုံးပြားထဲမှာပါသွားတယ်ကိုကြီးကတော့အဲ့ဒီနန်းမှာပဲခုပြန်ပြီးမိုးကလေးထိုးပြီးနေနေတာပဲဒီကတော့သူပိုက်ွက်လေးတွေပေါ့ဟာအခုကားပြီးနေရတာပေါ့သူ့အိမ်နေရာမီးလောင်ပြင်မှာပဲကိုဆိုးတယောက်သူ့သားသမီးတွေနဲ့အတူ ရရပစ္စည်းတွေနဲ့တဲထိုးပြီးနေနေပါတယ် ဒါပေမဲ့မခင်တန်းပြေကတော့ကိုဆိုးလို့မဟုတ်ပါဘူးဆရာနာသိမ့်မိကလေးကဆလင်းကြီးမြို့နယ်ကိုမုံရွာနမခအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်သားတွေနဲ့ဝမ်ပောင်ချင်းဒီစီမံကိန်းကိုလုံခြုံရေးယူပေးတဲ့စစ်ကောင်စီတပ်သားတွေမကြာခဏစစ်ကြောင်းထိုးတာကြောင့်မခင်တန်းပြေတို့မိသားစုကဆယ်ချိန်လောက်စစ်ဘေးတင်းချောင်ခဲ့ကြရပါတယ်လက်ရှိမှာတော့သူက သူသားသမီးတွေနဲ့အတူဆလင်းကြီးမြို့နယ်ထတော်ကြီးရွာကစာတင်ကျောင်းမှာ အခြားဆစ်ဆောင်အယောက်150လောက်နဲ့အတူနေကြရပါတယ်။လောလောဆယ်သူတို့မိသားစုမှာခိုနှားရာရှိနေပေမဲ့ကို့အိမ်ကို့ရွာကို့နေရာမဟုတ်တာကြောင့်သူ့မှာတင်ငယ်စိတ်တွေရှိနေပါတယ်။ဆစ်ဆောင်ဆောင်ကမှလည်းကျေးဇူးကမ်းလာတော့မပေါ့ဘူးသူတို့ဓာရက်ကလက်တင်ခဏဝမ်းနဲ့သားပါရဲ့။တခါတလေဆိုရင်ကျောင်းထဲကလူအများနဲ့ဆိုစုစုပူပူဆိုရင်ရာညဉ့်နာတွေပါရှိတော့ပိုစိတ်ပြတ်တာဘန်းနေတယ်မြေနဲ့မြက်ကငိုမြဲ အဲ့ဒီလိုဆိုရွာနဲ့မပြည့်မြတ်တဲ့ရွာလူတွေကနှင်းဆုံမှာတိုးတိုးတိတ်တိတ်မနေဘူးသူတို့ကတော့သူတို့အိမ်လေးနဲ့သူနေရတာလေဒီမှာတော့ကျတော့ညာနဲ့နေရဆိုတော့အားငယ်သေးတော့ရှိရပေါ့အဲ့ဒီလို တရက်တရွာမှာ အားငယ်စိမ့်နဲ့မိခိုနေရပါမယ်သူ့အိမ်သူ့ရွာကိုပြန်နေနိုင်ဖို့ကလည်းမခင်တန်းပြေဖို့အလံဝေးပါသေးတယ်မုံဆိုးမတယောက်ဖြစ်တဲ့သူ့အတွက်တအိုးတိမ်ပြန်တိဆောက်နိုင်ဖို့ငွေကြေးမတက်နိုင်သလိုလုံခြုံရေးကလည်းစိုးရိမ်ရပါတယ် သူတို့အိမ်ဝိုင်းရှိတဲ့ညောင်မင်းကြီးရဲစခန်းတစ်ဝိုက်ကိုစစ်တပ်ကခြံစည်းရိုးခတ်လိုက်တယ်လို့သတင်းတွေထွက်နေပါဗျ။ဒါပေမဲ့အဲ့ဒီထဲမှာသူတို့အိမ်ပါမပါဆိုတာတော့သူသွားမကြည့်ရသေးပါဘူး။ဖြစ်နိုင်တာတော့ဆက်ရှင်လာဘောကိုစားဘူးကစခန်းနဲ့လည်းနီးလို့ဆိုတော့ပြန်မနေရတာတွေရောပါရောဆိုတော့ဆိုတော့ဆက်ရှင်လည်းဒီလို ပြန်နေဝင်ပြင်တော့မှကိုယ်တော့ဆောက်ရမှရှိတော့နေရမှရှိတော့မိုးကလေးဆောင်နေရဆောင်နေပြပြန်နေကျင်းသိပေါ့ပြန်တော့လေစစ်ကြောင်းနေရထိုးပါဘူးဆိုတော့စိတ်ဆင်းရတယ်နေလဲနေကျင်းနဲ့နေလဲမနေရဆင်းရတာမကွေးတိုင်းမင်းတုံမြို့နယ်ထဲမှာ ပြူစောတိတယောက်ကို WY မွန်ရဲစေဝါတွင်နဲ့အတူနဝင်ဘာလ25ရက်နေ့နေ့လေပိုင်းမှာဖမ်းဆီးရမင်ခဲ့လို့တရက်ခရအမတ်လေးတရင်စီကတည်ရပါတယ်။မင်းတို့ကနမေကြီးပြူစောတိခေါင်းဆောင်ဖိုးပြရဲ့တပိတ်ဖြစ်သူညောင်ပင်သာရောမာနေတဲ့ပြူစောတိနေသွေးကို WY စေပြအပြားရဲ့တောင်းနဲ့အတူဖမ်းဆီးရမင်ခဲ့တာလို့ဆိုပါတယ်။မဲရုံမျိုးဘက်ကိုစိုက်ကင်နဲ့တယောက်တည်းထွက်လာတဲ့အချိန်သတင်းကြိုရတဲ့အတွက်ပသိမ်မုံရလမ်းပိုင်းပေါ်မှာစောင့်ဖမ်းပြီးတော့စစ်ဆေးတာတွေလုပ်နေလို့တရက်ခရအမ န်လေးတရင်ပြန်ကြားရင်တာဝန်ခံကိုမြတ်က DVB ကိုပြောပါတယ်။ရရှိလာတဲ့စစ်စဲပေါ်ပေါက်ချက်တွေကိုအထက်အဖွဲ့စည်းတွေစီတင်ပြပြီးညွှန်ကြားချက်တွေအရဆက်လက်အေးအေးယူဆောင်ရွက်တော်မယ်လို့ဆိုပါတယ်။ WY မိုးရဲစေဝရနဲ့အတူဖန်ဆီရမိတဲ့အသက်36နှစ်အရွယ်နေသွေးဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆီရမှာတက်တက်ကြွကြွပေါဝင်နေသူဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ပသိမ်မုံရောလမ်းပိုင်းမှာလည်း gate scan ဖွင့်လင်းပြီးခရီးသွားပြည်သူတွေစီကနေငွေကြေးကောက်ခံတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ ကရဏီပြည်နယ်ကလွိုင်ကော်အကျဉ်းထောင်မှာအကျဉ်းကျခံနေရသူတွေပါစစ်ကောင်စီတရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မေးပေးနေရတယ်လို့ကရဏီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စတင်ဘာလကတည်းကမင်းအကုံပေးနေရတာဖြစ်ပြီးအချုပ်နဲ့အတအကျဉ်းသား900ဝန်းကျင်လောက်မေးပေးနေရတာပါလို့ KPPA ကတောင်းဝန်ရှိသူကပြောပါတယ်။အကျဉ်းကျနေရသူတွေဟာရွေးကောက်ပွဲတင်မြောက်ခြင်းဆိုင်ရာဥပဒေအရ မဲပေးပိုင်ခွင့်မရှိဝင်မဲစစ်ကောင်စီတပ်က2025ခုနှစ်စတင်ပါလာထဲမှာအထုပ်သူအထုပ်သားနဲ့အကျဉ်းသူအကျဉ်းသားတွေကိုကြိုတင်မဲရွေအတင်းအကျပ်ထိခိုင်းနေရလို့ဆိုပါတယ်။အတင်းကြခံနေရသူတွေကို အတင်းအကျပ်မဲပေးဖို့စေခိုင်းတာဟာရွေးကောက်ဝယ်ဆိုင်ရာဥပဒေကိုကျူးလွန်နေတာဖြစ်ပြီးတရားမျှတမှုရှိရှိနဲ့မဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားအခွင့်အရေးကိုစော်ကားတာဖြစ်တယ်လို့ KPPA ကပြောပါတယ်။ အကျဉ်းသားတွေရဲ့ကြိုတင်မဲတွေကိုအသုံးပြုပြီးမင်းမတမာမှုပြုလုပ်ဖို့ကြံစီနေတာဖြစ်တဲ့အတွက်စစ်ကောင်စီ ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမပါဝင်ချဖို့ KPPA ကတိုက်တွန်းပြောဆိုထားပါတယ်ရှင်တဝေဘိတ်ပြည်ထောင်စုဂါလန်ပိုင်းတိုက်ပွဲတွေကြောင်းခီးတဲ့ကားတွေနဲ့ကုန်ကား300နီးပါးပိတ်မိနေပြီးခီးတဲ့400လောက်လည်းနေထိုင်စားတောက်ဖို့အခက်အခဲတွေဖြစ်နေလို့ခီးတော်တွေနဲ့ကုန်ကားမောင်းနေသူတွေက ပြောပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင် တနင်္သာရီတိုင်းတဝယ်မြိတ်ပြည်တော်စုကားလမ်းပိုင်းတစ်လျှောက်မှာဆေးရည်တင်းမာနေပြီးရက်ကန်းသက်မရှိကားလမ်းပိတ်လိုက်တဲ့အတွက်ပိတ်မိနေတဲ့ခရီးသည်ကားနဲ့ကုန်ကားတွေရာချီရှိနေကခရီးသွားတွေလည်းလမ်းမနေထိုင်စားသောက်ဖို့အခက်အခဲတွေဖြစ်နေကြတယ်လို့ဆိုပါတယ်။အော်တိုဘားလ21ရက်ကစပြီးအင်အား200ဝန်းကျင်ရှိတဲ့စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထုတ်လာပြီးတဲ့နောက်ဆေးရည်တင်းမာလာကတရချောင်းမြို့နယ်စင်ကူးကြီးရွာကနေပလောင်မြို့လုံးဘုတ်တောင်အထိတဝယ်မြိတ်ကားလမ်းပိုင်းတစ်လျှောက်မှာကုန်ကားတွေနဲ့ခရီးသည်ကားတွေပိတ်မိနေကြတာလို့ဆိုပါတယ်။နိုဝင်ဘာလ24ရက်အထိတရချောင်းမြို့နယ်နယ်ပလောင်မြို့ကြားက ကျွဲဆက်ပြည်မြူကြီးနဲ့6ချားရအထိမှာပိတ်မိနေတဲ့ခီးတဲ့ကားနဲ့ကုန်ကားရေအတွက်300နီးပါးရှိတယ်လို့သိရပါဗါးကားရီနဲ့အတူခီးသွားပြည်သူ400လောက်ဟာနီးစက်ရကြေးရတွေမှာတဲခုနေရပြီးအဆင်ပြေသလိုနေထိုင်စားသောက်နေကြရတယ်လို့ပိတ်မိနေတဲ့ခီးသွားတယောက်ကပြောပါဗါးပင်းပြူကြီးရွာမှာပဲပိတ်မိနေတဲ့ကားတွေကများတယ်ပိတ်မိနေတာကို200ကျော်လောက်ရှိမယ်ရွာကန်ဒီကပဲကျွေးမွေတယ်ကျွန်တော်တို့လည်းနီးစက်ရလူတွေနဲ့အလူငွေတွေထည့်ပြီးအဆင်ပြေသလိုလုပ်ပေးလိုက်တာရှိတယ် အခုချိန်ထိလမ်းဖွင့်ပေးမှာကိုမနှက်ဖြန့်ပေါင်းများစွာမျှော်လင့်နေရတာပဲဖွင့်မဲ့အချိန်ကိုလည်းအတိအကျမပြောနိုင်ဘူးစည်ရည်လည်းတင်းမနေတဲ့အနေအထားပဲရှိတုံးဆိုတော့လေဘိတ်ကနေတဝဲတဝဲကနေခီးရောက်တဲ့သူတွေလည်းရှိတယ်ပိတ်မိနေတဲ့သူတွေလည်းရေလမ်းကနေသွားလို့မရနိုင်တဲ့အခက်အခဲတွေလည်းရှိမှာပေါ့ငွေရေးကြေးအခက်အခဲကြောင့်လှေစီးပြီးသွားရမှာကိုချင်းချိန်နေရတာလေလက်မှတ်တစ်စောင်ကို2သိန်းခွဲလောက်ဖြစ်နေတာဆိုတော့လေ စီရီတိမာနေချိန်တွင်တရချောင်းမြို့နယ်ကနေပလောင်မြို့ထိကိုနိုဝင်ဘာလ၈ရက်ကစပြီးရဲကန်တပ်မရှိပိတ်ထားမယ်လို့ကရင်မျိုးသားအစည်းအရုံး KNU တက်မဟာလေးကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL တရင်စနစ်တက်ခွဲနစ်ကထုတ်ပြန်ထားပါတယ်။ရဲကန်တပ်မရှိပိတ်ထားတဲ့အတွက်ကုံကားတွေမှာပါလာတဲ့ကုံစိုးတွေပုတ်တိုးသွားနိုင်တဲ့အတွက်တရချောင်းမြို့နယ်တွင်မှာပိတ်မိနေတဲ့ကုံကားတွေဟာတဝဲဘက်ကိုပြန်လှည့်ပြီးပုတ်တိုးလွယ်တဲ့ကုန်ပစ္စည်းတွေကိုတဝဲစိုက်ကန်းကနေတဆင့်ဘိတ်ဘက်ကိုဆက်လက်တွင်နဲ့တည်ယူပို့ဆောင်နေကြတယ်လို့သိရပါတယ်။ တချို့ကလည်းပုတ်ပြီးပစ်ချလိုက်ရတယ်တချို့ကားတွေလည်းတဝဲလာတယ်တဝဲကနေကမ်းနားမှာလှေနဲ့လာတဲသွားပြီးဘိတ်ရောက်သွားကြပြီတချို့ကတခါခံဘူးတော့အစင်သက်လှုပ်ထားကြတာပေါ့ဒီလိုမျိုးလမ်းပိတ်တာတရက်နှစ်ရက်ကြာလာပြီးမဆောင်တော့ပဲတဝဲပြန်လှည့်ပြီးတော့လှေနဲ့တဲကြတော့တာပါဒီလမ်းနေပိတ်နေတာအခုမှမဟုတ်ပဲအချိန်မောင်းမနေတော့ဘူး2023လောက်တည်းကပြင်နေကြလေအရေးကြီးလူနာတွေလည်းစပီးဘုံနဲ့လိုက်လာပြီးတဝဲကနေတဆင်ကားနဲ့ပြန်သွားဖို့ပဲရှိတယ် နိုဝင်ဘာလ22ရက်မနက်ပိုင်းကဒဝယ်မြိတ်ကားလမ်းပိုင်းမှာရှိတဲ့ဝဲရဲရွာနယ်ကမြန်ရွာကြားမှာနှစ်ဖက်ထိတဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနိုဝင်ဘာလ23ရက်မနက်မှာတော့တရချောင်းမြို့နယ်မင်းတက်ကျေးရွာကလူနေအိမ်တွေကိုစစ်ကောင်စီတပ်ကမီးရှို့ပြစ်စီးတာတွေလုပ်ခဲ့တယ်လို့ခီးသွားတွေကပြောပါတယ်။နိုဝင်ဘာလ10ရက်ကစပြီးတရချောင်းမြို့နယ်ဝင်းဝါစကန်ကတဆင့်အင်အားရချီရှိတဲ့စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထွက်လာပြီးတဲ့နောက်မင်းတက်တင်းကျုံဝဲရဲ ကမြိုင်ကြက်ခမောက်နယ်ကျွဲမင်းကုန်းစတဲ့ကြေးရဆရာကျော်ကဒေသခံထောင်ကြီးစီမေးဆောင်နေကြရတယ်လို့သိရပါတယ်။ဒဝဲမေးကားလမ်းပိုင်းမှာ2023ခုနှစ်နောက်ပိုင်းကစပြီးစီရင်တင်မှမှုတွေမကြာခဏဖြစ်လာတဲ့အတွက်စီရင်အခြေအနေကမကြာခဏလမ်းပိတ်လေးရှိတာကြောင့်ခရီးသည်ကားတွေ၊ကုန်ကားတွေအနေနဲ့မြေပြင်စီရင်အခြေအနေကိုလေ့လာသိရှိပြီးမှခရီးသွားလာကြဖို့ဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ကျွန်တော်လေးမှာယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ဒီကူကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မဲတော်ကျောက်အုပ်စုမှာတော်လေရဲတပ်ဖွဲ့ဝင်တွေအဝင်အထွက်ရှိတဲ့ဆိုပြီးစစ်တင်းဘော်တွေနဲ့စောက်ကြံနေတာဒေတာခန်ဆက်လေတွေကိုလည်းညဘက်အပြင်မထွက်ဖို့အမိန်တက်မှန်လိုက်တယ်လို့ဒေတာခန်တွေစီကသိရပါတယ်နဝေမလာ25ရက်နေ့နေ့လေပိုင်းကစပြီးမေရောကြီးော်ကိုတော်လေရဲတပ်ဖွဲ့ဝင်တွေရောက်လာတဲ့ဆိုကစစ်တင်းဖို့လေးစီကကြီးော်အနေရေပြင်မှာရောက်ရှိနေတဲ့အတွက်လက်နက်ကြီးပစ်ခတ်မှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ် ရေတဲ့အသင်းပေါ်တွေရောက်နေတဲ့အတွက်ဒေတာခန်တွေကြောက်ရွံ့နေကြပြီးရောဂါနဲ့ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။ရေတဲ့ဆစ်သင်းပေါ်တွေရောက်ရှိလာပြီးတဲ့နောက်မေရော်ကျော်အုပ်စုမှာည6နာရီနောက်ပိုင်းလေအဝင်အထွက်မလုပ်ရဘူးဆိုပြီးဆစ်သင်းပေါ်တွေကနေကျေော်လူကြီးတွေကိုနှုတ်မိန်ပေးပြီးတော့ပြောဆိုထားတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ငါးဘက်လေတွေဟာညဖက်ထွက်ရတဲ့အပြင်မနက်ပိုင်းမှာလည်းဆစ်သင်းပေါ်တွေနာကက်ကအတိပေးပြီးမှတော်လာလို့ရတယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အများကျုံးစုမြို့နယ်မှာတော်လည်းရဲတက်ဖွဲ့တွေအဟန့်အတားမပြူနိုင်အောင်စစ်အုပ်စုကစောင့်ကြပ်နေပြီးပြုလုပ်တာတွေလည်းရှိနေရတဲ့အတွက်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်ပူပဲနေကြပါရဲ့ရှင်။ပဲခူးတိုင်းကျိုးပင်ခေါမြို့အဝင်စစ်တပ်ဂိတ်ကိုနိုဝင်ဘာလ23ရက်နေ့မနက်8နာရီခွဲဝန်းကျင်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီလက်အောက်ခံဒုရဲအုပ်ကျော်စင်းထွန်းနဲ့ဖြူစောတိ၄ယောက်တေဆုံးပြီး တော်လေရဲတပ်ဖွဲ့ဝင်တယောက်လည်းကြာဆုံးခဲ့လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကျိုးပင်ကောင်မြို့ GB ကဲဆေးုံနာမှာရှိတဲ့စစ်တပ်ရဲ့တဲကုံလေးကြီစုစစ်စေးဂိတ်ကိုတနအီကြောင်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူလေးယောက်နေရာမှာနေတေဆုံးပြီးတော့နေရာကဒဏ်ရာပြင်းထန်ရရှိခဲ့လို့မြေအောင်ပြောက်ကြတပ်ဖွဲ့အုပ်ဖို့ရဲ့ပြန်ကြားရေးတာဝန်ခံကဒီပူပီကိုပြောပါရင်တိုက်ပွဲအတွင်းကနေအမေတာတင်းတနဲ့တလက် G3 တနဲ့တလက် G4 တနဲ့တလက် G3 G အတောက်40 MM တာတင် G အတောက်20 G ပေါက်3ခုလက်ပြုံ3လုံးနဲ့လက်ထည့်တစ်ခုတို့ကိုလည်းတင်စီရရှိခဲ့လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းရေးပေါ်တယောက်ကြာဆုံးခဲ့တဲ့အတွက်စခန်းထိကနေ နက်နက်ခရံတွေတင်စီပြီးပြန်ဆုတ်လာခဲ့ကြရဲလို့မြေအောင်ပြောက်ကြတပ်ဖွဲ့စီကသိရှိရပါတယ်ရှင်မြောက်ရီမြို့တောင်ဖက်ကမင်းလက်ပံကြားဖြတ်လုပ်ငန်းမှာလုပ်ကိုင်နေတဲ့နိုင်ငံဆောင်ကအလုပ်သမားတွေကိုပြန်လည်ပို့ဆောင်ဖို့ထိုင်းနိုင်ငံကလက်မခံသေးတဲ့အပြင်တစ်ဖက်မှာလည်းစစ်ကော်မရှင်နဲ့ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့်အလုပ်သမားတွေဟာပြိမ့်မိနေကြပါတယ်။အောင်ခက်ပေးပို့ထားပါရဲ့ရှင်။ ဝင်ဝါလာ၂၁ရက်နေ့ကပြင်ပြည်နယ်မြောက်မြတ်တောင်ဘက်မင်းလက်ပန်းကြီးရွာမှာစစ်ကောင်မရှင်တက်တဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင်မင်းလက်ပန်းကြီးရွာကရပ်ပြန်ရုံမလုံးလုံးယူပြီးနေတဲ့ဒီမိုဒီအချိုးပြုတ်ကင်းတက်မလို့ DKBA ပုံမှုသွားပြီးဥဆောင်နဲ့တပ်ဖွဲ့ဝင်တွေက KNL ပူးပေါင်းတပ်တွေကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါကြောင့် KNL ပူးပေါင်းတပ်တွေကရပ်ပြန်ဝင်ကိုမရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေက30ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ် KNU ကထုတ်ပြန်ပါတယ်။လက်ရှိမှာလည်းဂျပန်လူတော်အားတွေကိုထိုင်းနိုင်ငံကလက်မခံသေးတဲ့အပြင်တစ်ဖက်မှာလည်းစစ်ကောင်မရှင်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အလုံသမားတွေဟာပိတ်မိနေပါတယ်။ တကယ်ပြည်ရေကတော့ကြေးသွားပြီဒါပေမဲ့ဒီထဲမှာဘယ်သူမှအလုံးမလုံးတော့ဒီတိုင်းပဲပြင်မဲ့အချိန်ကိုစောင့်နေတာဒီထဲက PTSD ပြောတာဆိုရင်တရုတ်တီအကောင်တော့တရုတ်ပြည်ပြန်ဖို့မယ်လို့ပြောတယ်မြန်မာတွေကတော့မြန်မာပြည်လည်းအကောကိုပြန်ကြဖို့အလို့ကိုအစီအစဉ်နဲ့ကိုပြန်ကြလာမယ်လို့လို့ဆိုရင်လမ်းမှာကျတော့တိုက်ပွဲဖြစ်နေတော့သူတို့ပြန်မလို့သေးဘူးတဲ့ဒီအထဲထဲကတစ်ထည့်အကြီးပိုင်းမျိုးတော့အကောင်ဖမ်းခေါ်ပါတယ်တဲ့ PTSD ကလည်းဖမ်းခေါ်ပါတယ်လို့ပြောတယ်ပြီးတော့ဒီထဲမှာတော့ အာပြီးနိုင်ငံခြားသားတွေရောပေါ့အများကြီးပဲဒါပေမဲ့ညီမလည်းဘလောက်လဲဆိုတော့မခံမှန်းတဘူးတော်တော်လို့များတယ်ရှစ်ကောင်မရှင်က online လိမ်ငယ်မှုလောင်းလာမှုတွေကိုညီမမျိုးဘောကနေပြီးတန်ချုပ်ငိမ့်သွားအောင်အမြင့်ပြတ်ချိန်မုံတက်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်အခုလိုပြောဆိုပြီးနောက်ပိုင်းငွေမော်လာစကွဲနေမနေ့ပိုင်းကဖလူးကြီးရမှာကြပြန်လောက်ကင်နေတဲ့တရုတ်ပြည် အရေးပါသူတွေနဲ့အလုပ်သမားတွေကိုမင်းလက်ပြန်ကြပြန်ရုံကိုကြောင်းရွှေ့ခဲ့ပါတယ် မင်းလက်ပဲကြားမြန်ယုံကနေအီရီလိုဘီယာယဝန္တာအီဂျီဖိလစ်ပိုင်တရုတ်မလေးရှားထိုင်းမင်္ဂလာဒီထိုင်ဝမ်ဟောင်ကောင်စတဲ့နိုင်ငံကအလုကမာ900ကျော်ကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဒီကီဗီကလုံလုံယူပေးထားပြီးနိုင်ငံတကာနိုင်ငံမှုတွေလှုပ်ဆောင်နေတဲ့မင်းလက်မြန်ကြားမြန်အွန်လိုင်းဝင်ရေးလုပ်ငန်းကိုထိရောက်စွာနေနိုင်ဖို့နိုင်ငံတကာရဲ့အရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ ဲ့တော့ကျွန်တော်ကပါဝင်ကုန်နေမယ်ဟုတ်တယ်ပါဝင်ကုန်နေမယ်လို့ကကသူတို့ကဘာလို့နေတာဟုတ်သူတို့မလာကကိုယ့်ကိုဘာလို့ရမှာမသိဘူးလေဘယ်ရလို့ဖြစ်တာလဲသူတို့ကသူတို့နိုင်ငံကဘယ်ရလဲဘယ်ရရှိတာဟုတ်ချိန်ပြီးမှထိုင်းပြန်လုပ်ရမလဲထိုင်းနဲ့ပြန်လုပ်ပြီးမှအဲ့ဒီမှာထိုင်းကနေခေါ်မှာပဲသူတို့တော်လို့ရမှာဟုတ်ကျွန်တော်ရှိမှလေမြာမှမရှိပဲอ่ะအဲ့လိုဒါအချက်နဲ့တော့ရတယ်လေ သူတို့ကျတော့တော်လိတော်လိချစ်တယ်လို့လုပ်လို့မရဘူးချစ်တယ်လို့လုပ်ကျွန်တော်ပဲနာမည်ပြင်မှာဟိုကကျွန်တော်ကနပူချစ်ငွေမော်လာ၁၈ရက်နေ့ညနေပိုင်းကစစ်ကောင်မရှင်ကအင်အားအလုံးကြီးနဲ့ရှေကုတ်ကုတ်မြို့သစ်ကကြားတွင်ဆောက်ဦးတွေကိုဝင်ရောက်စီးနှင်းခဲ့ရာအလုတ်သမားထောင်ကျော်ဖမ်းဆီးရမိခဲ့တဲ့အပြင်ကွန်ပျူတာ၃၀၀မီပါနဲ့ဖုန်းလုံး၂၀၀ကျော်ဗေးစီရရှိခဲ့ပါတယ်ဖမ်းဆီးရမိခဲ့တဲ့ကွန်ပျူတာ ဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေကို စစ်ကောင်မရှင်ကဖျက်ဆီးပြခဲ့ပါတယ်အဲဒီဂျင်းနဲ့စစ်ကောင်စင်းနဲ့ပူပေါင်းပြီးတော့ဒီလုံကနေလုံအောင်ပြတ်ပြတ်သွားမှာမဟုတ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့မှာကိုအင်းရလူပါနေရောအင်းရလူပါတယ်ဆိုတော့က PDF ကိုလည်းကသူတို့ကောက်ပြီးထားတယ်ပြီးကမှစစ်ကောင်စီကလည်းအဲကျွန်တော်စိတ်တူ BJN နဲ့သူတို့လောကချင်းရိုက်ပြီးတော့သူမွေးလာတဲ့အဲသူမွေးလာတဲ့သူ့အင်းရချက်ပဲလေနော်ဘာလို့လဲဆိုတော့ကျွန်တော်ရောက်တဲ့အချိန်မှာအဲသူတို့ရဲ့အဆောက်အဦတွေသူတို့ရဲ့ဒီပတ်ဝန်းကျင်တွေကအဲဒီ အစားအဦးတွေနော်ခါသူ backup plan တွေလောက်ထားတဲ့အမျိုးတွေကအများကြီးရှိနေတာမျိုးကျွန်တော်အနေနဲ့အဲတွေးခဲ့ရတယ်မြင်ခဲ့ရတယ်ပေါ့နော်အားကြောင့်မလို့သူတို့မှအဲအခုလိုမျိုးအဲ publish မှာလုပ်ပြပေးမယ်တခြားတဲ့နေရာမှာလည်းအဲ plan B plan C ဆိုတာလည်းရှိနေမယ်လို့ကျွန်တော်ချင်တယ်ဟုတ်စစ်ကောင်စီတက်နေ GNL ပူပေါင်းတက်တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင် GNL ပူပေါင်းတက်ကို DKB ဘက်ကပြစ်ခတ်ခဲ့ရမှာတာဝန်ရှိသူအမှတ်ကိုကငါတက်ရင်ဒုတက်ရင်မူဘုံမူတခွားသေးကို နိုဝင်ဘာလ24ရက်နေ့က DKBA ကဖောင်းတန်းထုတ်ခဲ့ပါတယ်။လက်ရှိမှာလည်းကင်းပြည်နယ်မြောက်ပြည်နယ်တောင်ဘက်တောင်အမြင့်ကမ်းလျှောက်ကနာမည်ဆုံးနဲ့ကြော်ကြားနေတဲ့မထော်တလေးအင်ဂျင်မြိုင်ဧကတရာရွှေပြောင်းမြိုင်ကြောက်ခတ် AASI ဝမ်ခါဘလူးစတဲ့မီနီယာတွေကကြားပြန်ဝေလီလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေပါတယ်။ကျွန်တော်အောင်ခံပါ ထိုင်းနိုင်ငံချင်းပိုင်မြို့က Feedback Cafe မှာနိုဝင်ဘာလ25ရက်နေ့ညနေ6:00နာရီကစပြီးစစ်ရဲအုံစစ်ရဲဘုံငွေအတွက်တည့်ရွက်ပကြီအနှုံးပညာပြပွဲပြုလုပ်နေရလို့ပွဲစီစဉ်သူတွေကပြောပါတယ်။ နဝေမာလာ25ရက်နေ့ကစပြီး30ရက်နေ့အထိမနက်9နာရီကနေ9နာရီအတွင်းတစ်ပင်ပန်းမန်တွေကနေတစဉ်ပကြီးအနေနဲ့ပြုလုပ်ထားတဲ့ပုံတွေကိုချောင်းချတဲ့အပြင်တုတ်ဘက်အင်ဂျီပေါ့စကန်နဲ့ဘုံမတ်တွေရောင်းချခဲ့လို့သိရပါတယ်။ပြာဝေကနေရရှိတဲ့ငွေတွေဟာရှန်ကရနီနေဆက်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစည်ရဲအုံစည်နဲ့စီးစင်းမှာဖြစ်ပြီး တိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုကူညီနိုင်ဖို့အတွက်လှုပ်တာဖြစ်တယ်လို့ပွဲစီစဉ်သူတယောက်ကပြောပါတယ်။ပြပွဲကလည်းရောင်းချလို့ရတဲ့ငွေတွေကို SSNDF, KNTF, ပြူဟာအမတ်9ရဲ့မြေပြင်အတွက်နဲ့ဒဏ်ရာရရေဘော့တွေကိုကူညီပံ့ပိုးနိုင်ဖို့ဆောင်ရွက်တော်မယ်လို့သိရပါတယ်ရှင်။ ကရဏီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာနိုင်ငံတကာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့်အခမ်းအနားတစ်ခုကိုကျေးလက်မြင်အဖွဲ့နဲ့ကရဏီပြည်နယ်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC တို့ကပူးတွဲပြုလုပ်ခဲ့ကြပါတယ်။မောက်တူးတင်ဆက်ပေးထားပါတယ်ရှင်။ယူတရီများပေါ်ကြမ်းဖက်မှုဂျဲဟုတ်ကဲ့ပါအမျိုးသမီးတွေပေါ်ကြမ်းဖက်မှုပပျောက်စေဖို့ရည်ရွယ်ပြီးဒီမော့ဆိုမြို့နယ်မှာနိုင်ငံတကာအမျိုးသမီးများပေါ်ကြမ်းဖက်မှုပပျောက်ရေးနှင့်အခမ်းအနားကို ကျင်းပရတာလို့ဆိုပါတယ်အဲအဓိကတော့ဒီအမျိုးသမီးငယ်တွေနဲ့အမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုတွေအဲရှော့ချနိုင်ဖို့ပပျောက်ရေးနေ့လည်းဖြစ်တယ်အဲအဓိကမျိုးသမီးငယ်နဲ့မျိုးသမီးတွေပေါ်မှာကြက်ဖက်မှုတွေအဲရှော့ချနိုင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့လုပ်ရချင်ဖြစ်ပါတယ်ဒီမော့ဆိုမျိုးနယ်ကခန္ဓာကိုခြေလက်မြေဖွဲ့နေကရင်းနီပြည်နယ်ဂျားကာလာအတိုင်းငံကောင်စီ IEC အမျိုးသမီးနဲ့ကလေးငယ်ဌာနတို့ကပူးပေါင်းကျင်းပခဲ့ကြတာပါ โอเคဒီနေ့ပြပပါဝင်ရတဲ့အကြောင်းအရာတော့ဗောနော်ဒီအခုဒီစင့်တဲ့ပြပခကာလမှာဗောနော်အမျိုးသမီးတွေဟာဆိုလို့ရှိရင်ဒီအဲစစ်ကြောက်တလကောင်းဗောနော်ဒီအဲပြပခကြောက်ကြောက်တလကောင်းဗောနော်သူတို့ဒီဆက်နွယ်နေတဲ့ဒီအကြံဖက်မှုတွေမျိုးစုံခံရတယ်ဗောနော်ဆိုတော့ကျမတို့အကြံဖက်မှုလို့ပြောတဲ့ခါမှာဒီအကြံဖက်မှုအုပ်စုတွေရှိရဗောနော်ဆိုတော့ဒီတချို့ကကျတော့အာနာပါယနေရောကျူးလို့ ਨੇ ဒီအကြံဖက်မှုမျိုးတွေရှိတယ်ချို့ကကျတော့ဒီအိမ်ွဲ့အကြံဖက်မှုရှိတယ်ချို့ကကျတော့လည်းအခြေပြုဗောနော်အကြံဖက်မှုမျိုးတွေရှိ တယ်ပေါ့နော်ဆိုတော့ကြက်ဖက်မှုဟာဆိုလို့ရှိရင်ဒီစိတ်ပိုင်းရုပ်ပိုင်းလေပိုင်းဆိုင်ရာကြက်ဖက်မှုတွေအဲ့လိုမျိုးတွေကိုနိဒီတူကွာပေါ့နော်ဒီအမျိုးသမီးနဲ့အမျိုးသမီးတွေတွေကအခန်းစားနေရတယ်ဒီပုံမှာပေါ့နော်ဒီဟာတွေကိုရက်တန့်ပေးဖို့ဒီဥစ္စာတွေကိုလူမြင်များသိအောင်ပညာပေးဖို့ဒီဥစ္စာတွေကိုကျူးလွန်တဲ့သူတွေကိုပေါ့နော်အရေးယူခံရအောင်အလုပ်ပေးနိုင်ဖို့ရန်အတွက်ပေါ့နော်ဒီဖဲချိုးပြူလှူရှာမှုလေးတွေကိုလောက်အချင်းဖြစ်တဲ့ပြီးတော့မှဒီနေ့ဟာဆိုလို့ရှိရင်ဒီနိုင်ငံတကာအမျိုးသမီးနဲ့မိန်းကလေးငယ်ပုံမှာပေါ့နော်ကြက်ဖက်မှုပတ်တောက်ရင်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကနေစပြီးတော့မှကျွန်မ တို့တွေနိုဝင်ဘာလ25ရက်နေ့ဒီဇင်ဘာလ10ရက်နေ့ထိကိုဖဲချုပ်ပြီးလှုပ်ရှားမှုတွေဆက်လက်ပြီးတော့မှလှုပ်ဆောင်သွားပါမယ်ဟုတ်ကဲ့အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲလည်းပြုလုပ်ခဲ့ပြီးအိမ်တွင်ကြမ်းဖက်မှုအမျိုးသမီးခွင့်ရေးဆိုင်ရာအခြေပြုဗဟုသုတစိတ်ပိုင်းဆိုင်ရာကုသမှုကျန်းမာရေးအကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်ဟုတ်ဒီ ရမှာပြုလုပ်တဲ့အစီအစဉ်ရပါတော့เนาะကျမတို့အများကြီးသင်ငန်းဆောင်ရပါတယ်ကျွန်တော်ကျမတို့ဒီအမျိုးသမီးတွေဟာဆိုရင်အကြံဖက်မှုမျိုးစုံခံရတယ်ဒါပေမဲ့လည်းအဒီလိုနေ့တွေအထိမ်းအမှတ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့အမျိုးသမီးတွေမှာလည်းဒီလိုအခွင့်အရေးတွေရှိတယ်ဆိုတော့သိရပါတယ်ဟုတ်ပါဟုတ်ကဲ့ဒီနေ့တည်ရောက်တဲ့ပုံမှာပေါ့เนาะအဒီနိုင်ငံတကာအမျိုးသမီးအကြံဖက်ပပျောက်ရေးနေ့ပေါ့เนาะမတည်ရောက်ချက်အဖြစ်ကျမတို့ဒီတာမှာရှိတဲ့အမျိုးသမီးတွေပေါ့เนาะတို့တို့အဒီတာ တနေရာနဲ့တနေရာလာတာမတူတဲ့အခါမှာတို့ရဲ့အာရှိတဲ့နေရာမှာအမျိုးသမီးတွေကဘယ်လိုမျိုးအကြံဖဲရီခံစားနေရလဲအာဘယ်လိုမျိုးပြန်လဲပြီးမှတုတ်ပြန်ရလဲဆိုရဲအာပညာလေးတွေရရှိခဲ့တာပေါ့နော်ဟုတ်ကဲ့ပြည်ပဆိုင်ရာအမျိုးသမီးများပေါ်ကြံဖက်မှုပပျောက်ရေးနှစ်ကိုနိုဝင်ဘာလ25ရက်နေ့အဖြစ်1996ခုနှစ်ကုလသမဂ္ဂထွေထွေညီလာခံကသတ်မှတ်ခဲ့တာပါဒါအပြင် နိုဝင်ဘာ25ကနေဒီဇင်ဘာ10 လူခွင့်ရေးနေ့အထိ16ရက်တာလှုပ်ရှားမှုကိုလည်းကဘာတော်ဝမ်းပြုလုပ်နေကြပါတယ်ခမညာကျွန်တော်မောင်တူးပါ ူးဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုချူစားကြားမှာပါရှင်။မလေးရှားနိုင်ငံမှာမိုသေးထန်စော်ရွာရွာကနေရနက်ချီဖြစ်ပေါ်နေတဲ့ရေကြီးရေရှမ်းမှုတွေကြောင့် KCS စကန်တွေစီလူပေါင်းထောင်ချီပြောင်းရွှေ့ခဲ့ရတယ်လို့အာနာပိုင်တွေကနိုဝင်ဘာလ24ရက်နေ့တလင်းလာနေမှာပြောကြားခဲ့ပြီးအာနာပိုင်တွေဟာခိုးလုံရာနဲ့အကူအညီတွေပေးအပ်နိုင်ဖို့ကြိုးပမ်းမှုတွေကိုတွန်းမြစ်လှုံ့ဆော်ခဲ့ကြပါတယ်။ ်လူမှုဖော်လို့ရဲ့ဌာနရဲ့အချက်အလက်တွေအရလူပေါင်း15000ကျော်ဟာ KC စကန်90မှာခိုးလုံနေကြရပြီးအခုအချိန်ထိတည်ဆုံမှုမရှိသေးပါဘူးမလေးရှားဒုတိယဝန်ကြီးချုပ်အာမက်ဆာဟင်ဟာမင်တီကအရက်ဖက်ကောက်ွယ်ရေးအဖွဲ့တွေဟာအသင့်အနေအထားမှာရှိနေပြီး track ကတဲ့လေးဘေးရဲ့မော်တော်ရှင်တွေနဲ့ရေဘေးကေဆေးရဲ့ကရိယာတွေအပါအဝင်ဂုံးသုံးတဲ့ရေသုံးပစ္စည်းပေါင်း90ကျော်ကိုရွှေ့ပြောင်းထားတယ်လို့ပြောကြားခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ကိုတက်ဖို့ကြိုးပမ်းရင်းပြုတ်ကျတည်ဆုံးခဲ့တဲ့တောင်တက်သမားနှစ်ယောက်ရဲ့ရုပ်အလောင်းတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးအမေရိကန်ပြည်ထောင်စုကတရားအပအဝင်ဖြစ်တယ်လို့ရေတပ်ဖွဲ့ကနိုဝင်ဘာလ26ရက်နေ့ဗိုလ်ဒူးနေမှာပြောကြားခဲ့ပါတယ်အမျိုးသားတွေဟာနယူးဇီလန်အခြေစားလမ်းပြနှစ်ယောက်နဲ့ဖောက်တဲ့နှစ်ယောက်ဖြစ်တဲ့ AO Rocky တောင်တက်အဖွဲ့က၄ယောက်ပါအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးနိုဝင်ဘာလ20ရက်နေ့တလင်းလာနေ့နောက်ပိုင်းမှာတောင်ရဲ့အနောက် ဖမ်းမှာရှိတဲ့တောင်ကျောတစ်ခုကနေပြုတ်ကျခဲ့တာပါဒေတာစင်တော်ချင်းည7:00မိနစ်20လောက်မှာရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီးရှာဖွေရင်းနဲ့ကေစီရဲ့အဖွဲ့ဟာနိုဝင်ဘာလ25ရက်နေ့အင်္ဂါနေ့အစောပိုင်းမှာအဖွဲ့ဝင်၂ယောက်ကိုထိခိုက်တရာရရှိမှုမရှိဘဲတွေ့ရှိခဲ့ပါတယ် ရဟန်းရှင်တွေဟာညာလုံးပေါက်ရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြပြီးအင်္ဂါနေ့မနက်9နာရီမှာပျောက်ဆုံးနေတဲ့တောင်တက်သမား၂ယောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့မိုးရဲချိန်လောက်မှာသူတို့ရဲ့ရုပ်အလောင်းတွေကိုပြန်လည်ဆေးယူရရှိခဲ့ပါတယ်ရှင်။ဆက်လက်ပြီးအာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ လီဘာကူဆင်အသင်းကိုရှုံးနိမ့်ခဲ့တာဟာမိမိရဲ့ဆုံးဖြတ်ချက်အမှားကြောင့်ဖြစ်တယ်လို့မန်စီးတီးနှင်းပြပက်ဂေါ်ဒီယိုလာကဝန်ခံပြောဆိုတော့ပါတယ်။ဂေါ်ဒီယိုလာဟာပွဲထွက်လူစင်းမှာပရီးမီးယားလိဂ်ကလူစင်းကို၁၀ရောက်အထိအပြောင်းအလဲလုပ်ခဲ့ပြီးဟာလန်၊ဖိုဒန်နဲ့ဒိုကူတို့ကိုဒုတိယပိုင်းမှာလူစားလေးကစားစေခဲ့တာပါ။ အပြောင်းလဲတဲ့လှုပ်ဆောင်ခဲ့ပြီးရလက်ရှုံးနှင်ခဲ့တာကမိမိရဲ့တာဝန်ဖြစ်ပေမယ့်ကစားသမားတွေအလုံးပတ်ဝန်းကစားခွင့်ရရှိခဲ့ပြီးတချို့အတွက်၅ဝေး၆ဝေးလောက်အထိကစားခွင့်မရတာကအလွန်ခက်ခဲတဲ့အခြေအနေဖြစ်ကြောင်းကော်ရီယိုလာကပြောပါရယ်ဒီရှုံးဝဲမှာ2018ခုနှစ်နောက်ပိုင်းအုပ်စုပွဲစဉ်တစ်ခုမှာပထမဆုံးအင်ကွင်ရှုံးပွဲတွေတွေ့ကြုံခဲ့ရတာဖြစ်ပါရယ် ပွဲထော့ခွင့်နေပါနေတဲ့ကစားသမားတွေကိုပွဲကစားချိန်ပူပေးပြီးအမားတွေလှုပ်ဆောင်ခွင့်ပြုမှသာ ပုံမတို့တက်လာမှဖြစ်ပြီးတော့ဟာလန်ကိုပွဲတာအသုံးပြုနေလို့မရနိုင်ကြောင်းဂေါ်ဒီယိုလာကပြောဆိုတော့ပါရဲ့ရှင်။ဒီပူပီရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခေကြရတာပါ။ည၈နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါ။ကျွန်မကကီခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ thank you weather forecast.